မင်္ဂလာပါရှင်2025ခုနှစ်မတ်လ23ရက်နေ့ရဲ့နေ့လယ်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ကျွန်မကတော့အမှုမှုပါရှင်မလိုင်မြို့နယ်လက်ဆွေးရွာမှာခိတ်ချဆက်ကြီးကောက်နေတဲ့ရဲနှူးပြစ်ခတ်ခံရပြီးတေဆုံသွားကတနက်နှစ်လက်နဲ့ခရမ်းတချို့ကိုတင်စီရရှိတယ်လို့ဆိုပါတယ်ရဲမြို့နယ်ကနယ်ထိန်ရဲတအူးထံမှစက်သိန်း200နှီးပါတင်စီရရှိကြောင်းရဲဘလူးအဖွဲ့ခေါင်းဆောင်ကပြောပါတယ်ဖိလစ်ပိုင်သမရဟောင်းတူတာကြီးလိုပဲ ICC တရားရုံးဖော်ရနဲ့မင်းအောင်လိုင်ကိုလည်းဖမ်းဆီးနိုင်တဲ့အချိန်ရောက်လာလိမ့်မယ်လို့ SACM ကထုတ်ပြန်ကြေညာလိုက်ပါတယ်။အေးအေးထိုးစစ်ကြောင့်ညောင်ကျိုးစခန်းမှာစစ်သားများစုတ်ခွာထွက်ပြေးခဲ့ရတယ်လို့သိရပါပါတယ်ရှင်။မြန်မာစစ်တပ်အင်အားအလွန်ကျွန်းသုံးမှုကိုရပ်ဆိုင်ဖို့ EU ကတောင်းဆိုလိုက်ပါတယ်။နှထိုးကြီးကိုစစ်ကြောင်းထိုးဝင်ရောက်နေတဲ့စစ်တပ်မှာစစ်မှုထမ်းတပ်သား၅ဦးလက်နက်နဲ့အတူအလင်းဝင်လာပါတယ်။ ဒီသတင်းနဲ့အတူဒီကနေ့နေ့လည်ခင်းရဲ့ထူခြားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပြမဆောင်သတင်းတစ်ပုဒ်အနေနဲ့မန္တလေးတိုင်းမလိုင်မြို့နယ်လက်ဆွေးရွာမှာဂိတ်ချဆက်ကြီးကောင်းနေတဲ့ရဲနှအုပ်ကိုဝင်ရောက်ပစ်ခတ်ခဲ့ရာရဲနှအုပ်လုံးတေသွားပြီးတနက်နက်လက်သိစီရရှိခဲ့ကြောင်းမြင်းချန်ခရိုင်အမတ်လေးတက်ရင်နှထိုးကြီး PDF မှတာဝန်ရှိသူတူကပြောပါတယ်။မနေ့ကမတ်လ12ရက်နေ့ကမလိုင်မြို့နယ်မနောကန်ရဲစခန်းမှာရဲနှအုပ်ကလက်ဆွေးရွာမှာဂိတ်ချ လမ်းမော်တက်ပြီးပြည်သူတွေထံကနေချိန်ချောက်ကပတ်စံတောင်းခြင်းဖမ်းဆီးခြင်းတွေကိုလှုပ်ဆောင်နေတာကြောင့်အလင်းငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဘေးပပတ်လယ်မှာကင်းမုံပုံစံများနောက်ချံအင်အားတွေတော့ရှိတယ်။အဲ့ဒီလက်ဆွေးရွာကကျွန်တော်တို့မပစ်ခင်အရင်ရက်ပေါ့စတရရက်နေ့ကပေါ်တာတွေဝင်ဆွဲခံရတဲ့ရွာပါ။အဲ့ဒီရွာထိပ်မှာနွားကားတွေစိတ်ကားတွေကိုအတိအကထားပြီးတော့ဂိတ်ကြီးကောက်တဲ့ရှားခါတွေကိုပစ်ခဲ့တာ။ အဲ့ဒီနားကတော့လူငယ်တွေလည်းဖမ်းဆီးတာရှိတယ်ပြီးလို့ရှိရင် ပေါ်တာဆွဲတာအပြင်အခြားကုန်ကားသမားတွေဆိုရင်အစမတန်တသိန်းနှစ်သိန်းတောင်းတာတွေလည်းရှိတယ်လို့ငင်းချက်ခရိုင်အမှတ်လေးတက်ရင်နှထိုးကြီး PDF မှာတာဝန်ရှိသူတို့ကပြောပါတယ်အရိတိုက်ခိုက်မှုကိုမြင်းချက်ခရိုင်အမှတ်လေးတရင်နဲ့မြင်းချက်ခရိုင်အမှတ်30တရင်တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါရရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ မွန်ပြည်နယ်ရင်းမြို့နယ်မှာပြတ်ခတ်ခဲ့တဲ့နေထိုင်ရဲတအူးထံမှာတပ်သိန်း200နီးပါးတင်စီရရှိခဲ့ကြောင်းရေဘလူးအဖွဲ့ကောင်းဆောင်ကပြောပါရယ်နေထိုင်မျိုးသူကိုရင်းမြို့နယ်အောက်တုခရက်ွက်မှာဘီယာတောက်နေစဉ်မတ်လ9ရက်နေ့ည9နာရီခန့်ကပြတ်ခတ်ခဲ့ကြောင်းရေဘလူးအဖွဲ့ကထုတ်ပြန်ထားပါရယ်ရဲမျိုးမရဲစကားမှာနေတဲ့မျိုးသူထံမှငွေကျပ်၁၀သိန်းရှိတဲ့ဗန်းစာအုပ်ရွှေစဲကြိုးငါမူသားဖုန်းနှလုံးနဲ့ တက်၄သိန်းတို့ကိုတင်စီရရှိတယ်လို့အတိပေးထားပါတယ်။သူက လောင်ကစားဝိုင်းထောင်နဲ့မူရစ်စေးပြန်ဖြန့်နဲ့ပြည်သူတွေကိုမှတရားဖမ်းနဲ့ပြည်ရင်အမှုလိုက်ပေးမယ်ဆိုပြီးငွေရှာနေတာလို့ရေဘလူးခေါင်းဆောင်ကနေထိန်ညိုးသူရဲ့အကြောင်းကိုပြောပြထားပါတယ်။ပဲခူးတိုင်းမိုးညိုမြို့နယ်တပြေပင်ရွာသားဖြစ်တဲ့နေထိန်ညိုးသူကရင်းမြို့နယ်မှာတာဝန်ကျနေဒီမှာဆယ်နှစ်ကျော်ရှိပြီဖြစ်တော့လေစစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာငွေကြေးအဆင်ပြေသူလည်းဖြစ်တယ်လို့ဆိုပါတယ်။ လူလူကိုနှိပ်စက်ပြီးငွေညစ်တောင်းချမ်းနေတဲ့ရဲနဲ့စစ်တပ်ထောက်တိုင်တွေကိုလည်းအသိပေးချပါတယ်။ဒါ့အပြင်ရဲမျိုးအခြေဆိုင်စစ်ကောင်စီတပ်စခန်းနဲ့တပ်ရင်းတွေကိုလည်းတိုက်ခိုက်မှုအရှိန်မြင့်တင်ပြီးဖြစ်ရာတပ်ရင်းအနီးနေထိုင်သူတွေအနေနဲ့ကြိုတင်ရွှေ့ပြောင်းကြရန်ရဲဘလူးကတိုက်တွန်းထားပါတယ်ရှင်။ဆက်လက်ပြီးဖိလစ်ပိုင်သမ္မတဟောင်းရိုဒရီဂိုဒူတာဂျေးကိုဖိလစ်ပိုင်အစိုးရကအပြစ်ပြဆိုင်ရာ ရာဇဝတ်တရားရုံး ICC ဖမ်းရမ်းနဲ့ဖမ်းဆီးပြီး နယ်သာလန်နိုင်ငံမှာရှိတဲ့ ICC တရားရုံးကိုပို့ဆောင်လိုက်ပြီးတဲ့နောက်မြန်မာနိုင်ငံမှာအကြမ်းဖက်စစ်ကောင်ဆောင်မင်းအွန်လိုင်းကိုလည်းဖမ်းဆီးနိုင်တဲ့အချိန်ရောက်လာလိမ့်မည်ဖြစ်ကြောင်းမြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SACM ကဂျမန်နေ့မှာထုတ်ပြန်ကြေညာလိုက်ပါတယ်ဖိလစ်ပိုင်အစိုးရက ICC တရားရုံးအဖွဲ့ဝင်နိုင်ငံအဖြစ်မှ2019ခုနှစ်မှာနှုတ်ထွက်ခဲ့တော့လဲ ICC တရားရုံးရဲ့ဖမ်းရမ်းထုတ်ထားတဲ့ဖိလစ်ပိုင်သမ္မတဟောင်းကိုပြက်ပြက်တတ်တာ အရေးယူဆောင်ရွက်မှုမှာ နိုင်ငံတကာအတိုင်းဝိုင်းအတွက်တာဝန်ခံမှုနဲ့တာဝန်ယူမှုဆိုင်ရာအကြီးကတွန်းအားပေးမှုတစ်ခုဖြစ် SACM တီထောင်သူယန်ဂီလီကမှချက်ပြုပါတယ်ဖိလစ်ပိုင်သမရဟောင်းဖန်စီခံရမှုအထူးသဖြင့်မြန်မာနိုင်ငံမှာမေအောင်လိုင်းအတွက်ပြင်းထန်သောသတင်းစကားဖြစ်ပြီးရိုဟင်ဂျာတွေကိုမောင်းထုတ်ခြင်းနဲ့မြန်မာနှိပ်စက်ခြင်းဆိုင်ရာရာဇဝတ်မှုအတွက်မေအောင်လိုင်းကိုလည်းဖန်ရန်ထုတ်ဖို့2024ခုနှစ်နိုဝင်ဘာလအတွင်း ICC တရားရုံးရှင်းနေတွေကရှောက်တင်ခဲ့တာလည်းဖြစ်ပါတယ်။မကြမီ ICC တရားရုံးကမင်းအွန်လိုင်းကိုဖမ်းရမ်းထုတ်ဖို့ညွန်လင့်ထားပြီး ICC တရားရုံးရှင်းတွေကနောက်ထပ်တာဝန်ရှိသူတွေကိုလည်းဖမ်းရမ်းထုတ်ရန်ရှိနေကြောင်း ICC ကထုတ်ပြန်ထားပါတယ်။မကြသေးမီကလည်းအာဂျင်တီးနားတရားရုံးကမင်းအွန်လိုင်းအပါအဝင်မြန်မာနိုင်ငံမှာစစ်ပတ်နဲ့အရက်ဘတ်ပုတ်ကို25ဦးကိုဖမ်းရမ်းထုတ်ခဲ့ပြီးဖြစ်ပါတယ်။ SFCM တီထောင်သူမဇူဂီ ဒါရန်စမန်ကဖိလစ်ပိုင်ကမရာဟောင်းဒူတာဒေးကိုဖမ်းဆီးနိုင်မှုကအလွန်ခိုင်မာတဲ့လှုပ်ဆောင်ချက်ဖြစ်ပြီးဩဇာကြီးမားတဲ့အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုက ICC တရားရုံးနဲ့အင်တာပိုရဲတပ်ဖွဲ့ကိုလေးစားမှုလည်းဖြစ်တယ်။နိုင်ငံတကာဆိုင်ရာတာဝန်ခံမှုတစ်ခုလည်းဖြစ်ပါတယ်။အဲ့ဒါကမင်းအောင်လိုက်အနေနဲ့လဲဒီလိုမျိုးဖန်းစည်းခံရမယ့်အချိန်တေချာပေါက်ရောက်လာလိမ့်မယ်ဆိုတာတထင်ရှားရှားပြသနေတယ်လို့သူကပြောထားပါဗျ။ ဖိလစ်ပိုင်သမ္မတကိုဖမ်းဆီးနိုင်မှုကကုလသမဂ္ဂနိုင်ငံတကာလူအခွင့်အရေးစနစ်နဲ့တရားမျှတမှုဆိုင်ရာကတိတွေအပေါ်ယုံကြည်မှုတွေဆုံးရှုံးနေတဲ့မြန်မာနိုင်ငံမှာပြည်သူများအတွက်မျောလင့်ချက်ရောင်ကြည်များတောက်ပစေကြောင်း SCPM တည်ထောင်သူ Chrisie Drotri ကထက်လောင်းပြောဆိုလိုက်ပါတယ်။ဖိလစ်ပိုင်နိုင်ငံက2026ခုနှစ်မှာအာဆီယံအဖွဲ့ကြီးရဲ့ဥက္ကဋ္ဌနိုင်ငံအဖြစ်တောင်ဝင်ထမ်းဆောင်ရန်ပြင်ဆင်နေချိန်မှာ ICC တရားရုံးဖောင်ရန်ထောက်ခံရတဲ့ ဖိလစ်ပိုင်သမရဟောင်းတူတာဒီကိုဖမ်းဆီးပြတ်သားခဲ့ခြင်းလည်းဖြစ်ပါရဲ့ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အာရခတက်တော် AA ရဲ့ထိုးစစ်ကြောင့်ပထောင်မြို့နယ်မှာရှိတဲ့အခိုင်အမာစခန်းဖြစ်တဲ့ညောင်ကျိုးစခန်းကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆုတ်ခွာထွက်ပြေးနေပြီးစစ်ကောင်စီတပ်ကပြည်မြို့မှာလုံခြုံရေးတွေတိုးမြှင့်လိုက်တယ်လို့ဆိုပါရယ်။အင်အားရာချီအုံပြုပြီးဘန်ကာများလက်နက်ကြီးများ တက်ဆင်ထားပြီးအခိုင်အမာခံစစ်ပြင်ထားတဲ့ညောင်ကျိုးစကန်ကို အေအေကဖေဗူအာရီလကစတင်တိုက်ခိုက်ခဲ့တာပါမစလာ၁၇ရက်နေ့တိုက်ပွဲကနေစစ်ကောင်စီကစတင်ထွက်ခွာခြင်းလို့ဒေတာခန်တွေကပြောထားပါတယ်ညောင်ကျိုးကနေစစ်တပ်ဆုတ်ပြီးအုံရှိပင်ဘက်ရောပြည်ဘက်ရောဆုတ်လာတာတိုက်ပွဲကတီနဲ့လဲဆယ်မိုင်တောင်မဝေးတော့ဘူးနေလာပြီးတီမှာပြူစော့တိအများကြီးတုံးပြီးအရန်စစ်နေတယ်လို့တီမြို့ကတအုပ်ကလည်းပြောပါတယ် ။ညောင်ကျိုးစကားကတောင်ကုတ်ပထောင်းလမ်းပိုင်ရခိုင်ရိုးမပေါ်မှာရှိပြီးအဲ့လမ်းမှာမူတီတောင်စခန်းကိုအေအေကဇန်နဝါရီလ26ရက်နေ့ကတိမ်ပိုက်စဉ်ဆုတ်ခွာသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအခိုင်အမာတက်ဆွဲထားတဲ့နေရာလေးဖြစ်ပါတယ်။စစ်ကောင်စီရဲ့အမှတ်တော်စစ်လက်နက်ပစ္စည်းဆက်ယုံကာပါစ3ရဲ့ကာကင်းစခန်းတစ်ခုလည်းဖြစ်ပါတယ်။ပထောင်မြို့နယ်အတွင်းကကာပါစ3ကာပါစ5ကာပါစ6တို့ရှိပါတယ်။အေအေကကာပါစတွေကိုဥတီပီစစ်ရေးဖော်ဆောင်နေကြောင်း စစ်ရေးသတင်းအရင်းမြစ်တချို့ကလည်းပြောပါဗျ။ဗထောင်မြို့နယ်ကပြည်မြို့နယ်စက်တမိုင်းခန့်ဝေးပါဗျ။ပြည်မြို့ပေါ်မှာစစ်ကောင်စီကစက်တက်လေတီနှစ်စဉ်ပြန်တန်းနေပြီးစစ်ရေးပြင်ဆင်နေတယ်လို့လည်းသိရပါဗျ။မုတ်တီတောင်စခန်းကိုတင်းယူခဲ့ကြောင်းအေကဇန်နဝါရီလ28ရက်နေ့ကထုတ်ပြန်ခဲ့ပြီးရနောက်ပဲခူးတိုင်းမှာတိုက်ပွဲများနဲ့ပတ်သက်ပြီးထပ်မံထုတ်ပြန်ခြင်းမရှိသေးပါဘူး။ တခိုင်ရိုးမှတောင်တန်းတလျှောက်ရှိစစ်ကောင်စီလက်ကျန်စခန်းတွေကိုတစ်ခုပြီးတစ်ခုထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီးစစ်ကောင်စီကပဲခူးတိုင်းဘက်မှတံပြန်ထိုးစစ်တိုက်ခိုက်လျက်ရှိတာကြောင့်ပဲခူးတိုင်းရခိုင်ပြည်နယ်အဆက်နေရာတွေနဲ့ရခိုင်ရိုးမှတောင်တန်းတွေမှာတိုက်ပွဲများနေ့စဉ်ဖြစ်ပွားနေကြောင်းအေအေကဇန်နဝါရီလ28ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ပြည်ခရိုင်တွင်ပထောင်ပေါက်ခေါင်းတို့မှာစစ်ရဲတင်းမာတဲ့အခြေအနေဖြစ်ပြီးစစ်ကောင်စီကပေါက်ခေါင်းမျိုးကိုလည်းအင်အားတိုးချပါတယ်။ စစ်ကောင်စီကတော်လရင်အင်အားကောင်းတဲ့ဒေသတွေမှာအရက်သားတွေကိုဥတီကမြေလန်စနစ်ကျင့်သုံးပြီးအကြမ်းဖက်နေတာကြောင့်ဒေသခံတွေတတိပြုကြရန်ပြည်မြို့နယ်အခြေခံចောင်းသားတမကကတတိပေးထားပါတယ်။ပြည်ခရိုင်တက်ရင်3600နှစ်ကလည်းဒေသခံတွေအနေနဲ့အရေးပေါ်အခြေအနေအတွက်ရိတ်ခါစေဝါအရေးကြီးပစ္စည်းများကြိုတင်ပြင်ဆင်ကြရန်တိုက်ပွဲများပါကရှောင်ရှားရန်ဘေးကင်းလုံခြုံရာနေရာတွေကို ြိုတင်ရှာဖွေတတ်မှတ်ထားကြရန်ဘုံခုချင်းများတူထားကြရန်စစ်ကောင်စီကအရက်သားတွေကို လူသားတတိုင်းအုံပြုခြင်းကြောင့် လုံခြုံရေးတတိရှိကြရန်အတိပေးထားပါရဲ့ရှင်ဆက်လက်ပြီးမြန်မာစစ်တပ်အနေနဲ့ရန်လိုတိုက်ခိုက်မှုတွေကိုအ мян ဆုံးရပ်တန့်ပြီးအင်အားအလုံးအကျုံသုံးတိုက်ခိုက်မှုတွေရပ်တန့်ဖို့နဲ့လုံခြုံစိတ်ချရယုံမကအတားအဆီးကင်းတဲ့လူသားချင်းစာနာမှုအကူအညီတွေကိုအ мян ဆုံးခွင့်ပြုပေးဖို့ ဥရောပသမဂ္ဂ EU ကတောင်းဆိုလိုက်ပါတယ်။ဆွစ်ဇာလန်နိုင်ငံဂျနီဗာမှာမတ်လ17ရက်နေ့ကကျင်းပတဲ့ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR ရဲ့ကိုယ်စားနှစ်ကြိမ်မြောက်အစီအဝေးအပြီးထောက်ပြန်ခဲ့တဲ့ကြေညာချက်မှာအခုလိုတိုက်တွန်းလိုက်တာပါမြန်မာနိုင်ငံကသက်ဆိုင်သူအဖွဲ့အစည်းအလုံးအယက်တာပြည်သူတွေကိုအကာအကွယ်ပေးဖို့အပါအဝင်နိုင်ငံတကာဥပဒေနဲ့ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေတွေကိုလေးစားလိုက်နာဖို့လဲဥရောပသမဂ္ဂကတိုက်တွန်းလိုက်ကြောင်းကုလသမဂ္ဂလုံခြုံရေးကောင်စီကနေချမှတ်ထားတဲ့ Resolution 2669နဲ့အညီ ASEAN အရှေ့တောင်အာရှနိုင်ငံများအသင်းနဲ့ကုလသမဂ္ဂတို့ကနေငြိမ်းချမ်းတဲ့နှီးနဲ့ဖြည့်ရှင်ဖို့ကြိုးပမ်းတာတွေကိုအားပေးကြောင်းလဲဖော်ပြထားပါတယ်။ဒါ့အပြင် UNHCR အနေနဲ့မြန်မာနိုင်ငံကဒုက္ခသည်တွေကိုလက်ခံထားတဲ့နိုင်ငံတွေ ASEAN နဲ့အခြားဒေသတွေမှာ အဖွဲ့အရင်းနဲ့ပူးပေါင်းပြီးနေဆက်ဖြတ်ကျော်အကူအညီပေးနိုင်ဖို့တိုက်တွန်းပါတယ်မြန်မာနိုင်ငံမှာလူအခွင့်အရေးချိုးဖောက်မှုနဲ့နိုင်ငံတကာဥပဒေချိုးဖောက်မှုတွေထပ်မဖြစ်အောင်နိုင်ငံတကာကတုံ့ပြန်ဆောင်ရွက်ကြဖို့လည်းတိုက်တွန်းကြောင်းကြေညာချက်မှာဖော်ပြထားပါတယ် UNHCR နဲ့အခြားကုလသမဂ္ဂအဖွဲ့အစည်းတွေအားလုံးကနေမြန်မာနိုင်ငံဌာနေကိုယ်စားလှယ်ကိုရေရှည်အကျိုးဖြစ်ထုံးမဲ့နီလန်းတွေအကြံပြုကြဖို့ဥရောပသမဂ္ဂကတိုက်တွန်းလိုက်ပါတယ်ရှင် ီကနေ့နေ့လည်းခင်ရနောက်ဆုံးသတင်းတပုတ်အနေနဲ့မန္တလေးတိုင်းနထိုးကြီးမြို့နယ်အတွင်းဝင်ရောက်လာတဲ့စစ်တပ်စစ်ကြောင်းမှစစ်မှုထမ်းတပ်သား၅ဦးလက်နက်ခဲယမ်းတွေနဲ့အတူအလင်းဝင်ရောက်ခဲ့ကြောင်းမြင်းကြံခရိုင်အမှတ်လေးတရင်နထိုးကြီး PDF တာဝန်ရှိသူတဦးကပြောပါတယ်။မစလပထမပတ်တွင်နထိုးကြီးမြို့နယ်အတွင်းကိုအကြံဖတ်စစ်ကောင်းစီတပ်ကအင်အား200ခန့်နဲ့စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ရာအဲ့ဒီစစ်ကြောင်းအတွင်းမှာစစ်မှုထမ်းတပ်သားတွေဖြစ်တဲ့တပ်သားမြင့်နိုင် တက်တာအောင်နိုင်မိုးတက်တာထအောင်တက်တာဝင်းနောင်နဲ့တက်တာဇော်မျိုးနိုင်တို့ကသူတို့ကင်ဆောင်လာတဲ့လက်နက်ခရဲတွေကိုယူဆောင်လာက အမတ်၁စစ်ရတဲ့မန္တလေးတိုင်းမြင်းချန်ခရိုင်အမတ်၄တရင်အမတ်၁၀တရင်နှထိုးကြီး People Defense 4 NPDF ထံကိုဆက်သွယ်ကအလင်းဝင်ရောက်ခဲ့ခြင်းလည်းဖြစ်ပါတယ်စစ်ကြောင်းထဲကနေစစ်ကြောင်းထဲကနေအလင်းဝင်လာတာသူတို့ကစစ်မှုထမ်းနဲ့ပေါ်တာဆွဲခံရတဲ့ရဲဘော်တွေပါ ကျွန်တော်တို့နဲ့တိုက်ပွဲမဖြစ်ခင်ကတည်းကသူတို့ကထွက်ပြေးလာကြတာသူတို့ကိုကျွန်တော်တို့ဘက်ကနွေနွေထွေထွေကြိုဆိုတယ်သူတို့ရဲ့မိသားစုဝင်တွေလည်းဘေးလွယောက်ကိုရွှေ့ပြောင်းပေးတာတွေလှုပ်ပေးတယ်လက်နက်နဲ့တကွအလင်းဝင်မဲ့ဆိုရင်စုကျင်းငွေချင်းမြင်တာတွေရှိတယ်တယ်ဆောင်လာတဲ့လက်နက်နဲ့သူတို့ရဲ့စိတ်အားထက်သန်မှုပေါ်မှူတည်ပြီးတော့စုငွေကျွန်တော်တို့ဘက်ကလည်းတက်နိုင်တော့ပေးနေတာတွေရှိတယ်လို့မြင့်ချခရိုင်အမှတ်လေးတက်ရင်နှထိုးကြီး PDF တက်ဖွဲ့မှတာဝန်ရှိသူတို့ကပြောပါတယ် အဲ့လိုအလင်းဝင်လာခဲ့တဲ့သူတွေက အကြံဖတ်စစ်ကောင်စီထံမှအတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးကစစ်မှုထမ်းတပ်သားတွေအဖြစ်စုဆောင်ခံရသူတွေဖြစ်ပြီးစစ်မှုထမ်းတင်တန်းအပတ်စဉ်6ကိုတက်ရောက်ခဲ့ရကခလာရ1.35တက်ရင်မှတာဝန်ချခံရသူတွေဖြစ်ပါတယ်သူတို့နဲ့အတူ MA3 အမျိုးအစားသဏ္ဍတလက် MA1 အမျိုးအစားသဏ္ဍတလက်ကြီပေါက်၄ပေါက် 5.56G 600တောင်းနဲ့60မမကြီးတစ်လုံးနဲ့အလင်းဝင်ရောက်ခဲ့တာလို့လည်းသိရပါတယ် အလင်းဝင်ရောက်လာသူ၅ဦးကိုလွှဲထွေးစွာကြိုဆိုပြီးလက်နက်ခဲယမ်းများယူဆောင်ပေးနိုင်သဖြင့်ချင်းမြင့်ဝင်များပေးအပ်ကသူတို့ရဲ့ဆန္ဒအတိုင်းလူမျိုးနယ်မြေကိုပို့ဆောင်ပေးခဲ့ကြောင်းလည်းထုတ်ပြန်ထားပါတယ်။နောက်ထပ်အလင်းဝင်လာမဲ့ရွေးဘော်တွေကိုတိုက်တွန်းချင်တာကမြန်မာပြည်အလဲပိုင်းမန္တလေးတိုင်းလို နေရာမျိုးကို ထွက်ရတဲ့အခါသူတို့အတွက်ထွက်ပြေးရဖို့အခွင့်လဲတာတယ်။အခွင့်အလန်းတွေလည်းရှိတယ်။ပြီးရင်ဘယ်ဘက်ကိုထွက်ထွက်ကျွန်တော်တို့ကနှိစက်ရတက်ရင်တပ်ဖွဲ့တွေနဲ့ချိတ်ဆက်ပြီးတော့ အလင်းဝင်ကြဖို့နဲ့ကျွန်တော်တို့ဘက်ကလည်းတက်နိုင်သလောက်ဂျာရီကိုဆောင်ရွက်ပေးပါမယ်ဆိုတာအထူးပြောချင်တယ်လို့ညင်းတန်ခရိုင်အမှတ်လေးတရင်နှထိုးကြီး PDF မှာတာဝန်ရှိသူတို့ကပြောထားပါရဲ့ရှင်ဒီကနေ့နေ့လည်ခင်းရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါပြည်သူအားလုံးကိုစိတ်နှပြချမ်းမာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလောက်အောက်ကနေအမြန်ဆုံးပြည့်မြောက်ကြပါစေရှင် to see. Say just what I'll do me. Chose a gentle me. Favorite he don't do a twirl. A bet we base me. How he goes, he tell you at your me. Sana kuni pe ma. How I let me. Yeah, you do it all be be. That he did sunny. Yendu ana junya. Chemo me can be. Yendu nyane sweat. Yendu nyane sweat. ယုံကြည် တရေကောင်းပေါင်းလို့ဒီသမိုင်းကြီးပြစ်ဆက်ပြေးကြပြည်ပြုတင်စာတီဒီလူလူအပေါင်းပြီးဆန္ဒပြရမည်နိုင်ငံတော်ကိုသူစစ်ချမည် ပေါ်ကင်းရဲ့နာကခစ်ပစ္စည်းစိတ်ကြဆာအတူကြီးကြိုးစားပြန်ကြော်မီဖယ်ရဲ့ပြည်တော်စုအတွက်အသက်သွေးပေးစမီတာဝန်ကိုစီထမ်းရကြမီစာရာကူကြီးပေးမှာထာဝရလက်တွေကြီးရဲ့တွေ့တော့ပြီးပြီးတတိသစာကြီးရန်သူအားလားယူမြခြေမုံမြင့်ခြင်းမြင့်ညံ့ညာနဲ့ဆွဲဖြည့်စီကြီး

ya te llego mano di amai tu pensa te ya que tribu te sati di lu lu bao ti sanda ki ya ni nai ne no go tu se ya ni